然后大别死啊！得过来问他了。我前天里在这罗片子啊，淹啦了。那玩色玩色，滴罗庙里，嘎啦里搜搜里呢。 ဟုတ်လို့မင်္ဂလာပါဗျာကျေးဇူးပဲနေပြန်လဲကြိုဆိုပါရစေ။ကဲကျွန်တော်တို့မှာဒီဇိုင်းအသစ်ကလေးရောက်ထားလို့ဒီဇိုင်းအသစ်ကလေးကိုမှာကျွန်တော်တို့ကထုံးစံတိုင်းအမိတ်စင်ကမှဝမ်းစက်ကလေးနော်ဝမ်းစက်ကမှကာလာလေးတွေကလည်းကျွန်တော်တို့ကအများကြီးပဲကျွန်တော်တို့က800 800လောက်ပါသေးတယ်။နော်လက်လျော်လက်ကားရောရမယ်။နော်ကာလာလေးတွေလည်းဆူဆူတောက်တောက်လေးတွေကြိုက်တဲ့ချက်မတွေအတွက်အဆုံးထိကြည့်ပေးအောင်ကာလာလေးတွေဖြန့်ပြမယ်။ဒါမှသူမပြန့်ပြခင်မှာကျွန်တော်တို့ကဒီဇိုင်းလေးအရင်ရှင်းပြမယ်။သူကအမိတ်စင်ကမှကြီးကြီးလေးငွေမြင့်လေးတွေပါအောင်မှာခြီကန်ခြီပေါက်အိန္ဒိယခြီအယောင်မကြောက်ရင်မယုံဘူး။နော်ဒီမှာကျွန်တော်ပထမဦးဆုံးမှအနှစ်ကလေးပြမယ်။ နော်ဒီမှာအနှစ်ကလေးအနှစ်ကလေးဆိုရင်လည်းဒီမှာကြည့်အရန်လာတယ် तू ကလေကျွန်တော်အမိတ်စင်ဒီမှာများသွားပြန်အမိတ်ကလေးတခါကျရင်သေးရတယ်လေ तू ကကျတော့အမိတ်မသေးဘူး तू ကကြီးတယ်အဲဖြစ်ကလေးကကြီးတယ်နော်ဒီလိုနော်ဒီလိုကတ်ကြည့်လိုက်ခန္ဓာကိုယ်ကမှအဲဒီလိုဆိုတော့တော်တော်လေးပြက်လေးကြီးတယ် तू က तू ကဒီလိုအပွင့်လေးတွေကဒီနောက်ဘက်ချမ်းမှာအပွင့်လေးတွေကအသေးနှလုံးပုံလေးတွေနော်ဒီမှာစောက်ထိုးဖြစ်နေလို့ဒီမှာအသေးပုံလေးတွေနဲ့အဲဒီလိုအသေးပုံလေးတွေနဲ့ support လေးတွေပေါ့နော်နောက်ဖက်ချမ်းမှာဒါကကျွန်တော်ရှေ့ဖက်ချမ်း နော်အဲဒါလေးတွေ support လေးတွေဒီလိုမျိုးလေးတွေကျွန်တော်ဒီဟာလေးတွေကကျွန်တော်တို့ဒါဟိုပါဗောဗလာချားလေးတွေနည်းနည်းပါတော့ကော်ပိလေးခံဝဲတော့ပိုအဆင်ပြေတယ်နော်ကော်ပိလေးခံဝဲရင်ကရရချက်ဖြစ်မယ်တောင်းတောင်းတင်းတင်းလေးဝဲရမယ်နော်ဒီမှာဒါလေးကအတွန်ပိုင်းလေးအတွန်ပိုင်းပြတာလေးရက်လက်ကောက်ထဲဖြစ်ကြောင်းလေးပြနော်ဒီလိုမျိုးလေးဒီမှာအဲသူကကော်ပိလေးခံဝဲတော့ပိုကောင်းတာဗောဗျာကတ်လဲကတ်ဖို့ဒါတိုက်တွန်းတယ်နော်ဒီလိုမျိုးလေးသူကသူကကြောက်တော့ကျွန်တော်တို့ဒါလုံကြီးအတွက်ကကျွန်တော်တို့ကနှက်ခိုက်ပါမယ်နော်လုံကြီးအတွက်ကနှက်ခိုက်ပါမယ်အင်ကြီးအတွက်ကကျွန်တော်တို့ကဒီမှာအမိတ်ကြီးတမိတ်ပါမယ်ဒီလိုအမိတ်ကြီး အဲဒီမှာလေပင်လေးတွေလက်ကလေးတွေနော်လေပင်လေးတွေလက်ကလေးတွေနော်ဒါရှင်းဘက်ကလေးတွေမှာပေါ့ဗျာနော်ထည့်လို့ရအောင်နော်တကိုက်နဲ့အဲကျွန်တော်တို့တထွာပန်းကြီးပေါ့နော်အဲတခါကျရင်လည်းတကိုက်တမိုက်တခါကျရင်လည်းတကိုက်အဲဒီလိုမျိုးလေးတွေနော်များသောအားဖြင့်တော့တကိုက်တမိုက်ကတော့ပါတယ်နော်အဲတကယ်လို့မဟုတ်ဘူးကိုကအဲတကိုက်တမိုက်ကိုကြော်ဝစ်ချင်တယ်ပေါ့ဗျာများများလေးဝစ်ချင်တယ်ဆိုလည်းဒီလိုအသာအတိုင်းပြောင်စာလေးရှိတယ်ပြောင်စာတကိုက်ကိုတတောင်းတတောင်းတထွာတမိုက်လိုတဲ့လောက်လေးလည်းဖြတ်လို့ရတယ်နော်အဲဒီလိုခြိသားပြောင်စာကိုပြောတာနော်ကာလာလေးတွေထပ်ပြမယ်နော်ဒီမှာ ။ဟဲ့ဒီမှာအနီလေးရအောင်မယ်။နော် ကာလာလေးတွေကစုံစုံလင်းလေးနဲ့ဒီလိုမျိုးကျွန်တော်တို့ကအနီလေးနော်ဒီလိုချင်းတဲ့လေးတွေကဒီလိုဖြန့်ကြည့်အရန်လာတာနော်အနီလေး။ဟဲ့သူကကြတော့ဒီလိုမျိုးငွေမြင့်လေးတွေပါတယ်။နော်ဗလာအဝါလေးတွေဟိုသူကအစင်ဒီဒီဇိုင်းပေါ်မှာပဲပါတာ။နော်ဒီလိုဒီဇိုင်းမှာပဲပါဒီလိုပွင့်နေရာမှာမပါဘူး။ နော်အဲချီကန်ချီပေါ့အိန္ဒိယချီကျွန်တော်ချင်းတယ်အကုန်လုံးကအိန္ဒိယချီအယောင်မကြဘူးရေမယုံဘူးရေချမိမကျွန်တော်ချုပ်เสียလည်းမလိုဘူးရေရေမချဘဲနဲ့လည်းချုပ်လို့ရတယ်ကြုံမသွားတော့ဘူးပြောချင်တာကနော်အဲဒါပေမဲ့တခုရှိတာကဒါသူ့ရဲ့အာသာချက်အဲအားနေချက်ကတော့ဗမာချီတော့မဟုတ်ဘူးကျွန်တော်ချင်းတယ်အကုန်လုံးကဗမာချီမဟုတ်ဘူးအိန္ဒိယချီအဲ့ဒီအတွက်ကြောင့်ဗမာချီလောက်မအေးပေမဲ့အရန်ကြီးလည်းမပူဘူးနော်ဒီလိုမျိုးလေးဒီလိုမျိုးလေးနော်အနီလေးအရန်လာတယ် နော်ကာလာလေးတွေဆူဆူလေးတွေနော်ရွေးချယ်ကြလက်လီရောလက်ကားရောရတယ်နော်လက်လီရောရမယ်လက်ကားလည်းရမယ်နော်ဒါလေးဆိုရင်အသားရောင်လေးအသားလေးလည်းတအားလာဘူးဆန်ဆန်လေးနဲ့နော်အဲဒီလိုလေးနော်ငွေမြင်လေးတွေပါမယ်အဲ့တို့ကြောင့်မို့အဲကျွန်တော်တို့ဒါထဲ့တယ်ပေါ့ဗျာနော်အဲဒီလိုလေးနှမွားအသေးအသေးပုံလေးနဲ့တူနော်1 set 1 set နော်ဒါလေးတွေကကျွန်တော်တို့ဒါပစ္စည်းအစ်စ်ရောက်ထားတာနော်အဲမြင်းချီစိမ့်လေးလည်းအရန်လာတယ်ကျွန်တော်တို့ကနက်နီစိမ့်ပေါ့လေနော်ကာလာကျွန်တော်တို့ဒီချင်းရိုးရာမှာတော့နက်နီစိမ့်ပေါ့လေနော်အဲဒီလိုမျိုးလေး เนาะကျွန်တော်ဒါမြင်းချီစိမ့်လေးရအောင်မယ်เนาะမြင်းချီစိမ့်လေးလည်းအရန်လာစိုးတာပေါ့ဗျာကာလာလေးဆုပ်ဆုပ်လေးနဲ့ရွေးချယ်စရာလေးကကျွန်တော်ကာလာလေးတွေကဒီမှာမယန်းလေးရအောင်မယ်ဒီမှာဝတ်ထားတာခရမ်းလေးပေါ့လေเนาะဟဲ့ဒီမှာမယန်းရောင်လေးလည်းရသေးတယ်เนาะဒါလေးတွေကကျွန်တော်ဒါပစ္စည်းအစ်စ်ကလေးဝင်ထားတာနော်လုံးဝပစ္စည်းအသက်ကလေးကိုမှဒါစိတ်ချလက်ချကျွန်တော်တို့ဒါဒါမှယူအားပေးလို့ရတယ်68လမ်းဆိုင်မှာလာကြည့်မယ်ဆိုရင်တော့68လမ်း333လေးမန္တလေးမြို့ နော်မနစ်ရှင်းနဲ့ရတယ်ညနေ6:00နာရီ6ခွဲတိဖွင့်ထားတယ်နိုင်ငံစုံနေစုံပို့ပေးတယ်တခုရှိတာကကျွန်တော်တို့ဒါမန္တလေးမြို့ကတော့အိမ်ရောက်ငွေချေးရတယ်ကျန်တဲ့မြေတီမြို့မှဆိုမြေတီနိုင်ငံမှဆိုတော့ငွေကြိုရှင်းနဲ့ပို့ပေးတယ်နော်ဒီလိုမျိုးလေးကာလာလေးအစုံနေရတယ်စိုင်းုံလာဖို့လည်းကျွန်တော်ဒါဖိတ်ခေါ်ပါတယ်နော်အဲကျွန်တော်ဒီလိုမျိုးချင်းတဲ့တီးတဲ့ရောင်းချတဲ့အတွက်ကြောင့်မို့ယောက်ျားလေးဝက်မိန်းကလေးဝက်ကလေးဝက်တွေလည်းအစုံရှိရနော်နောက်နေ့မှကျွန်တော်ဖြည်းဖြည်းချင်းစီပြပေးမယ်ကျေးဇူးပါဗျာ